င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကရှင်ကျစ်ပြင်ကိုတမဟာကြီးလို့ရိုရိုကျိုးကျိုးတုံတုံပြီးရခိုင်ကမြို့နယ်အများစုကိုလက်လွတ်ထားရပေမဲ့လည်းတရုတ်မြန်မာဘင်္ဂလားဒေ့စီးပွားရေးဇင်းကြံကိုအကောင့်ထဲပေါ်မယ်လို့ဆိုပါရယ်။ရှင်ကျစ်မြို့နယ်ခမရ968တရိတ်ထနာကျုပ်ကိုတင်ပိုက်မှု စစ်သားမတားအောင်30ကိုတွေ့ရပြီးစစ်တောင်မှန်6ဦးနဲ့မိသားစုဝင်9ဦးကိုဖမ်းမိကလက်လက်မျိုးစုံ83လက်ဂျမ်းမာဆက်3လုံးနဲ့ခရမ်းတွေရရှိတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခစ်တဲ့ရမနက်ခစ်တဲ့တဲ့တွေကိုတက်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတရုတ်သမ္မတရှီကျင့်ပင်ကိုသမ္မတကြီးလို့ဆိုပြီးယူဂျိုဂျိုတုံတုံပြောဆိုထားတာကိုစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးမှာပြောဆိုဖော်ပြထားတာတွေ့ရပါတယ်မင်းအောင်လှိုင်ကရုရှားနိုင်ငံကိုမေလ9ရက်နေ့ကနေမေလ10ရက်နေ့ထိ တောရောက်ခွဲ့စဉ်အတွင်းမှာတရုတ်သမ္မတရှီကျင့်ပင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ကစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းမီဒီယာတွေကမေးအွန်လိုင်းကိုအင်တာဗျူးပြီး ပြန်လည်ဖော်ပြရမှာရှီကျင့်ပြင်ကိုတမရာကြီးဆိုပြီးမေအောင်လန်းကရိုကျိုးနွန်စွာ ခေါ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုတရုတ်ကအားပေထောက်ခံတယ်လို့လည်းမေအောင်လန်းကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်အတွင်းကမြို့နယ်ပေါင်း16မြို့နယ်အနက်14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားပေမဲ့တရုတ်မြန်မာဘင်္ဂလားဒေ့စီးပွားရေးဇင်းကျအကောင့်ထဲပို့ဖို့ကို တရုတ်သမ္မတနဲ့ဆွေးနွေးခဲ့ကြောင်းကိုလည်းမင်းအောင်လိုင်ကထုတ်ဖော်ပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်မှာအေကမြို့နယ်အများစုကိုသိမ်းပိုက်ထားပြီးစစ်တွေကြောက်ဖြူနယ်မအောင်မြို့နယ်တို့သာသိမ်းပိုက်ဖို့ကြံရှိတော့တယ်လို့လည်းသိရပါရဲ့ရှင်။ ဘဂဝတရင်တဘောကိုကြည်အောင်ပါဘဂိုတိုင်ရွှေကျင်မြို့နယ်ခမရ968တရင်ထနာကျုပ်ကိုတိုက်ခိုက်သိမ့်ပတ်ရမှာစစ်သားမတာလောင်30ကိုတွေ့ရှိရပြီးစစ်တုံမှန်6ဦးနဲ့မိသားစုဝင်9ဦးကိုဖမ်းမိကလက်လက်မျိုးစုံ83လက်နဲ့ဂျမ်းမာဆက်3လုံးနဲ့ခရမ်းတွေကိုရရှိခဲ့တယ်လို့ကာကွယ်ရေးဝန်ထမ်းကသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မေလ10ရက်နေ့ကဘဂိုတိုင်ရွှေကျင်မြို့နယ်ညောင်ချေတော့ကျွရကအကြက်ဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်စစ်နာကျုပ် ok ခမရ968တရင်ထနာချုပ်ကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲမှာစစ်သားမတအလောင်း30ကိုတွေ့ရှိရတာဖြစ်ပြီးစစ်တုံးမှန်6ဦးနဲ့မိသားစုဝင်9ဦးကိုဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီးမယ်လေ။စစ်ကောင်စီတရင်မှုအပါအဝင်အရာရှိတွေနဲ့တပ်သား90ဦးခန့်ကတော့စခန်းကိုစုခွာထွက်ပြေးသွားခဲ့လို့ကာကွယ်ရေးဝန်ထနာကသတင်းထုတ်ပြန်ထားပါတယ်။လက်လက်သိမ်းဆည်းရရှိမှုအနေနဲ့ကတော့0.57နဲ့85နောက်ပွဲ87မမ60မ မလက်လက်ကြီးတွေအပါအဝင်လက်လက်မျိုးစုံ83လဲဂျမ်ဘာဆက်3လုံးနဲ့ခရမ်းတွေကိုတင်းဆက်ရမိခဲ့လို့လည်းသိရပါဗါတယ်။အဲဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းအမှတ်၁စစ်စင်ရေးနယ်မြေနဲ့အမှတ်၂စစ်စင်ရေးနယ်မြေတို့ရဲ့အစီအစဉ်နဲ့ကရင်မျိုးသားအစီအယောတပ်မဟာ3ပူးပေါင်းပါဝင်မှုနဲ့ပြုလုပ်ခဲ့လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ မကွေးရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်းဆလင်းမြို့နယ်နဲ့စင်မြို့ကျွန်းမြို့နယ်အတွင်းစစ်ကြောင်းထွန်းနေတဲ့အကြက်ဖက်စစ်တပ်ကိုလိုက်လံတိုက်ခိုက်ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားပြီးစစ်ကောင်စီတပ်သားတွေမြုပ်နှံထားတဲ့စစ်သားအလောင်း၃လောင်းကိုတူးဖော်တွေ့ရှိခဲ့ရတယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ၄ရက်နေ့ကစင်မြို့ကျွန်းမြို့နယ်နဲ့ဆလင်းမြို့နယ်အတွင်း အေအား130ဝန်းကျင်နဲ့တလကျော်ကြာချင်းလင်းလှဲ့လေစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်ကြောင်းဟာတညောင်တိုက်နယ်ဘက်ကိုစစ်မျိုးကျွန်းတညောင်လမ်းပိုင်းကနေစစ်ကြောင်းထိုးဝင်ရောက်လာစဉ်တွင်ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတနိုင်ကျော်ကြာဖြစ်ပွားခဲ့လို့လည်းသိရပါဗျာ။ အဲ့ဒီထိတွေ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေဆုံးမှုများပြတာကြောင့်ဝိုင်တွဲလေရင်နဲ့ကိုးကျင်ဘုံဒီ48လုံးကိုကျဲချတိုက်ခိုက်ခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီလိုဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကြောင်းကစီမီကျွန်းတိုက်နယ်နဲ့တမဲကျေးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာနေမြေရှင်းလင်းချိန်မှာတော့အကြမ်းဖက်တပ်သားမတာရုပ်လောင်း3လောင်းကိုတော်လန်းတပ်ဖွဲ့ဝင်တွေကတူးဖို့တွှေ့ရှိခဲ့ရပြီး ကောင်းမွန်စွာကြိုပေးခဲ့လို့လည်းသိရပါတယ်ရှင်ဒီတစ်ခါမှာတော့မင်းအောင်လိုင်းဥဆောင်တဲ့အကြက်ဖက်ဆေအုစုကအပြစ်ရတယ်ဆိုပြီးနိုင်ငံတကာမှာအပြကောင်းအောင်ထုတ်ပြန်နေပေမဲ့ တကယ်လက်တွေ့မှာတော့စစ်ကြောင်းထိုးတာတွေလေရင်နဲ့နေစဉ်ဘုံကျဲတာတွေလုပ်နေပြီး အခုလည်းသကိုင်းတိုင်းဝက်လက်မြို့နယ်ကကျေးရွာလေးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခတ်နေတဲ့အတွက်ကြောင့်ပြည်သူ၁၀ဟာတည်ဆုံးခဲ့ရက18ဦးဟာဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတွေကပြောပါရယ်ပြီးခဲ့တဲ့မေလ10ရက်ညနေပိုင်းကဝက်လက်မြို့နယ်အနောက်ချမ်းကရွာတော်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter တစ်စီးနဲ့နှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့ရမှာ ပြည်သူစေဦးတယ်မလဲဟာတည်ဆုံးခဲ့ရပြီးရှေဦးခန့်ဒဏ်ရရှိခဲ့လို့လည်းသိရပါဗျ။မေလ17ရက်နေ့မနေ့9ရက်နေ့ခွဲလောက်မှာလဲဝက်လက်မြို့နယ်ရွှေပန်းကုန်းကျေးရွာပေါ်အကြမ်းဖက်စစ်တပ်က Jet Fighter တစ်စီးနဲ့ဘုံဒီနှလုံးကိုကျဲချတတ်ခဲ့ခဲ့တာကြောင့်မင်းကလေးငယ်တဦးဟာဦးပေါင်းကိုထိခဲ့ဒဏ်ရရှိခဲ့ကအသက်အန္တရာယ်ဆွေရပြီးလက်ရှိချိန်မှာတော့စစ်ကူတပ်မှုခံယူနေရတယ်လို့လည်းသိရပါဗျ။အလားတူမနေ့10နိုင်ခွဲလောက်မှာလဲတစ်ဆင်ကျေးရွာကိုတရားဥပဒေနဲ့တက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter စီဟာပေါင်300ဘုံဒီတလုံးကိုအကြောင်းမဲ့ကျဲချတိုက်ခတ်ခဲ့ရမှာပြည်သူနှုတ်ဟူအထိခက်တန်ရရှိခဲ့သလိုမနေ့17ရက်လောက်မှလည်းဝဲလက်မြို့နယ်မဲတော်ကုန်းကျေးရွာကဖုန်းရင်းကြောင်းကိုလည်း Jet Fighter နဲ့ပေါင်300ဘုံဒီနှလုံးကိုအကြောင်းမဲ့ကျဲချတိုက်ခတ်ခဲ့ရမှာပြည်သူ6ဦးအထိခက်တန်ရရှိခဲ့လို့လည်းသိရပါရရှင့် မင်္ဂလာရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မင်္ဂလာမှာငလင်တန်တဲ့အဆောက်အုံတွေကိုအမြင်တင့်တယ်စွာကာယံထားဖို့ပြန်ပြုပြင်မယ်ဆိုရင်လည်းခွင့်ပြုချက်ယူဖို့နဲ့စောက်လောက်ဆဲအဆောက်အုံတွေအလုံးရပ်ဆိုင်းထားကြဖို့ကိုအကျန်းဖက်စစ်ကောင်စီကအမိန့်ထုတ်ပြန်ထားတယ်လို့မင်္ဂလာမြို့ကပြည်သူ့ချုပ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ကျပ်ဖက်စစ်ကောင်စီကမင်္ဂလာမြို့ကငလင်တန်တဲ့အဆောက်အုံတွေကိုဖျောက်ဖျက်ပြီးရင် ။တပြားတွေကာယန္တာအပါအဝင်အမြင်တင့်တယ်စွာထရှိထားပါဖို့အတွက်တတိပေးစာတွေကိုမင်္ဂလိစီပင်ကအင်ပိုင်ရှင်တွေစီကိုလိုက်လံဝင်ကနေရလို့လည်းသိရပါဗျ။ဒါအပြင် online လူမှုကွန်ရက် Facebook မှာလည်းအဲ့ဒီတတိပေးမှုတွေကိုထုတ်ပြန်လာရလို့လည်းသိရပါဗျ။မင်္ဂလိဒေသခံတွေကတော့အိမ်ပြိုလို့နေစရာမရှိတာကိုဘလို့အမြင်တင့်တယ်အောင်ထားမလဲဆိုပြီးမေကုန်ထုတ်နေကြသလိုစားလို့ရပစ္စည်းတွေကလည်းဈေး၃လေးစတက်သွားတာကြောင့်ဘယ်လိုမှမ ကနိုင်ဘူးလို့လည်းပြောဆိုနေကြပါဗါဒါအပြင်စစ်ကောင်စီကအပြာရောင် လိမ္မော်ရောင်အနည်းရောင်အဆင့်ဆိုပြီး ကွင်းစင်စစ်ဆေးကခွဲခြားပေးနေတာဖြစ်ပြီးအဆောက်အုံတွေပြင်ဆင်ဖို့အတွက်လိုင်စင်ရအင်ဂျင်နီယာတွေရဲ့ထောက်ခံချက်နဲ့တူမန္တလေးစီပင်ကိုရှောက်ထားရမယ်ဆိုပြီးတရားဝင်ကြေညာထားပါတယ်။အလားတူမန္တလေး၆မြို့နယ်တွင်းဆောက်လုပ်ဆဲအဆောက်အုံတွေကိုလည်းရပ်ဆိုင်းထားရမှာဖြစ်ပြီးဆောက်လုပ်ဆဲအဆောက်အုံတွေရဲ့ပင်မတိုင်တွေပြက်စီးဖို့ရှိမှရှိကိုလည်းစစ်ကောင်စီရဲ့စစ်ဆေးဘက်ကစစ်ဆေးပြီးမှသာဆက်လက်ဆောက်လုပ်ခွင့်ပေးမပေးကိုဆုံးဖြတ်မယ်လို့လည်းစစ်ကောင်စီကဆက်လက်ကြေညာထားပါတယ်ရှင်။ ုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်မတ်ဂျူလီဘစ်ရှော့ရဲ့စီဝိုင်းလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးစစ်ဆေးပေးဖို့ကိုကုလသမဂ္ဂအတွင်းရေးစစ်ဆေးရုံးတိမြန်မာအရက်ဘက်အဖွဲ့လေးဘက်ကတိုင်ကြားခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတိုင်ကြားမှုကိုမြန်မာအရက်ဘက်အဖွဲ့လေးဘက်ဖြစ်တဲ့ Black Money Campaign သွေးစွန်းဝင်ဖြတ်တောက်ရေး ဒေဖန်မြန်မာဒီမိုကရေစီ current peace support နဝနဲ့ progressive voice တို့ကဂျူလီဘစ်ရှော့ရဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေကို အမြန်ဆုံးစစ်ဆေးပေးဖို့အတွက် ပွင့်လင်းမြန်သာစွာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ကုလသမဂ္ဂအတွင်းရေးစစ်ဆေးရုံးကိုတိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုရလဒ်တွေကိုလည်းမြန်မာပြည်သူလူထုထံကိုထုတ်ပြန်ပေးဖို့အတွက်မြန်မာအရက်ပဲအဖွဲ့လေးဘက်ကတောင်းဆိုထားကြသလိုကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ဆော့ဟာမြန်မာနဲ့ဆက်နွယ်နေတဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတာကြောင့်အကျိုးစီးပွားပဋိပက္ခတွေရှိမှရှိ ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးပေးဖို့ကိုလည်း Justice for Myanmar က JFN ကပြီးခဲ့တဲ့မတ်လကတိုက်တွန်းထားပါဗျ။ Australia နိုင်ငံသားဝန်ကြီးဟောင်းဖြစ်သူကုလအထူးကိုယ်စားလှယ်ဖြစ်တဲ့ Julie Bishop ဟာ Energy Transition Mineral ETM အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်ဆွံ့နေနေပြီး EDM ကုမ္ပဏီတွေမဟာဗျူဟာအကြံပေးဖြစ်လဲခန့်အပ်ခံထားရတယ်လို့လဲဆိုပါတယ်။ Julie Bishop အနေနဲ့အခုလိုခန့်အပ်ခံရမှုဟာတရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ်နေတဲ့ Greenland Data Uranium နဲ့မြေရှားတပ်တူတူးဖော်ရေးစီမံကိန်းတွေအတွက်အကြံပေးဖို့ဖြစ်တယ်လို့လဲ GFN ကထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ